ချင်းရဲ့ဆိုပြချက်မူကြမ်းတစ်ခုကိုယူကရိန်းစီပေးအပ်သွားမယ်လို့ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။မေလ28ရက်နေ့ကရုရှားဘက်ကထုတ်ပြန်ကြမှာတော့အဲ့ဒီမူကြမ်းဟာစစ်ပွဲကိုအဆုံးသတ်ရတဲ့ရုရှားဘက်ကတတ်မှတ်ထားတဲ့တောင်းဆိုမှုတွေကိုချက်သွင်းဖော်ပြထားမယ်လို့ပါရှိပါတယ်။ပြီးတော့သူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလာမယ့်သတင်းပတ်ကြရင်ပြုလုပ်မယ့်နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဆင်းနေမှုမှာအဲ့ဒီမူကြမ်းကိုပေးအပ်မယ်လို့ဆိုထားပါတယ်။ယူကရိန်းကတော့အခုကိစ္စနဲ့ပတ်သက်ပြီးဘာမှချမ်းမမပေးသေးပဲနှုတ်ဆက်နေပါတယ်။ အမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာချိန်ကလေးကရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲကိုရပ်ဆိုင်ဖို့နှစ်ဖက်စလုံးကိုအပြင်းထန်ဖိအားပေးနေတာပါပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းနှစ်နိုင်ငံကြားမှာတသက်မှန်ရေးဆိုင်ရာအထောက်အမှုတွေရှိခဲ့သလို၃နှစ်ကျော်ကာလအတွင်းမှာပထမဆုံးအကြိမ်ဖြစ်မကြသေးခင်ကအစ္စတန်ဘူမှာနှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်သမ္မတဗလာဒီမာပူတင်ရဲ့အကြံပေးအရာရှိတဦးဖြစ်သူဗလာဒီမာမီဒန်စကေဦးဆောင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာဂျွန်လ၂ရက်နေ့မှာဆေးရဆိုင်ရေးမူကြမ်းအစိုးပြချက်ကို ယူကရိန်းစီပေးအပ်ဖို့အသင့်ရှိနေပြီလို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာဂျီလော့ဘရော့ကမေလ28ရက်နေ့မှာပြောကြားသွားပါတယ်။ဆွေးနွေးပွဲတွေဖြစ်မြောက်အောင်ကူညီပေးပြီးအဲဝတ်ကျေးစွာနဲ့ပံ့ပိုးပေးခဲ့တဲ့တူရကီနိုင်ငံကမိတ်ဆွေတွေကိုရုရှားအနေနဲ့အထူးတလဲကျေးဇူးတင်တယ်ဆိုတာထပ်လောင်းပြောကြားလို့ကြောင်းလဲလော့ဘရော့ကဆိုပါတယ်။မီဒန်စကေးဟာရုရှားအစိုးရရဲ့ယဉ်ကျေးမှုဝန်ကြီးဖြစ်တာဝန်ယူခဲ့ပူတဲ့နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်းဖြစ်ပါတယ်။သူဟာမေလ16ရက်တုန်းက အစ္စတန်ဘူမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာလည်းရုရှားဘက်ကဥဆောင်ရာရှိအဖြစ်တာဝန်ယူခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးကတော့အဲ့ဒီဆွေးနွေးပွဲကိုရုရှားဘက်ကအစ်စ်နဲ့အရာရှိဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဇေလွတ်တဲ့ကိစ္စပေါ်မှာဝေဖန်ခဲ့ပြီးရုရှားအနေနဲ့ဆက်ရက်ဆက်ရက်ကိစ္စကိုအမှန်တကယ်လွတ်လပ်မှုမရှိကြောင်းဆက်ဆွဲခဲ့ပါရှင်။